ူပါတွေပေါင်းလိုက်တယ်ဆိုတာအထက်ကမှဒီ value chain တူတယ်ပြီးတော့စ조사အားထုတ်မှုချင်းရတယ်တယောက်ထက်တယောက်ကဘယ်သူမှမလျော့ကြအောင်အဲဒါဆိုတော့ဒီလူတွေအားလုံးရဲ့စ조사မှုတွေအားလုံးစုံသွားတဲ့စုံမှတ်ကြော်ညာလေးလို့ပြောလို့ရပါတယ်ဟုတ်အဲဝစ်လိုက်တဲ့အခါမှာဘလောက်တောင်မှမဟုတ်ဝဲဝစ်ထားတာအဲ့လိုမျိုးတင့်တယ်နေလေအဲမမိုးဝစ်ထားတာဘလောက်တောင်မှအဲ့လိုလိုက်ဖက်နေလေခေးနဲ့ဆိုလို့ရှိရင်လူငယ်စံဘလောက်လိုက်လေအဲ့လေးတွေကသူတို့ကအဲ့ဒီဟာလေးကိုတကယ်ရသွားတဲ့အခါကျတော့ ဂုံယူရတယ်ပေါ့နော်ကြည့်တဲ့အခါမှာလေဩဒါဝစ်ပြတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအက်တာရီကိုယ်တိုင်ဟောတာဝစ်ပြလိုက်ပြီးတော့မှကြောင်ကြောင်မလို့လုတ်ပြတာမဟုတ်ဘဲနဲ့တကယ်သူတို့မျက်နှိုးလို့တမိုးထားလို့ဝစ်တယ်ဆိုတဲ့ခံစားချက်တစ်ခုကဒီကြောင်ကြောင်မှာပေါ်တာပေါ့နော်ဟုတ်ရွှေလေးစုဆောင်းတာတွေပြီးလို့ရှိရင်ရွှေဒီဇိုင်းကိုဖက်ရှင်ကြကြဝစ်စင်တာတွေရာလဲဒါခစ်ရေစီးချောင်းအရာဆိုလို့ရှိရင်လည်းလူငယ်တွေအနေနဲ့လည်းဒါတော်တော် trend ဖြစ်တဲ့ဟာလို့ကျွန်တော်ကတော့မြင်သွားတယ် ဖုန်းဝင်လာနှစ်ဆနှစ်ဆနှစ်ဆဟာဘာနှစ်ဆလဲဗောရောင်းကောင်းတဲ့ကော်မြတ်ကြီးကျေသူတင်မတဲ့ဘာညာဆိုပြတော့အဲ့လိုမျိုးကလမ်းပြောတယ်ဗောနော်လမ်းပြောတဲ့အခါကျဟာတော်တော်ဝမ်းသာပါတယ်ပျော်ပါတယ်အဲ့လိုလောကရွှေတိတက်အဲအဲ့လိုဟာမျိုးကမရိုက်ဖြစ်သေးဘူးအဲ့တော့ဒီမှာဒီရွှေချမ်း ဟိုသူကရွှေတွေနဲ့ကြီးပဲအကုန်လုံးကိုသူကတစ်ခုလုံးရိုက်ချင်တယ်ရိုက်မဲ့ဟာကလည်းအဲကျွန်တော်ကိုဆက်သွယ်ပေးတာကလည်းဒါအကိုကြီးကိုမင်းသက်ဆန်အဲအကိုကြီးကဆက်သွယ်ပေးတယ်ဆက်သွယ်ပြီးတော့မှကျွန်တော်တို့ဒီလိုလိုမျိုးလေးပဲရွှေစားရင်ကျွန်တော်တို့ရိုက်ဖို့အဲစီစဉ်ကျင်နေဆိုပြီးတော့မှခေါ်ရတဲ့အတွက်ကျွန်တော်တို့သွားတော့မှစုံပြက်လိုက်တယ်ပြီးတော့မှဒီ adder 3ယောက်ပေါ့เนาะမအူဝဲရောမမိုးရောပြီးတော့ k ရောပဲပေါ့เนาะ3ယောက်နဲ့ကျွန်တော်တို့ဟိုသူတို့ရိုက်ချင်တယ်ပေါ့ အဲ့ဆိုတော့ဒီဇိုင်းလေးတွေကိုတော့ဒီလိုမျိုးဟိုမတူညီတဲ့အဲခေတုံးခေပုံစံလေးတော့သူလောက်ထားတယ်ပေါ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးလေးရိုက်ကြမလဲဆိုပြီးတော့မှအဲ့ဒါတိုင်ပင်ဖို့အတွက်ကိုအဲ့ဒါခေါ်တော့ကျွန်တော်လည်းအဲ့ဒါရောက်ဖြစ်သွားတယ်ရောက်ဖြစ်သွားတော့တွေးလိုက်တော့အဲ့ဒီကိုရဲ့ဒီ sketch ရယ်ပြီးတဲ့အခါကျတော့ဒီသူတို့ရဲ့သွားကြတဲ့အဲရွှေရဲ့ pattern လေးတွေပြီးလို့ရှိရင်အထယ်လေးတွေပေါ့နော်အဲ့ဒီ idea လေးတွေးတဲ့အခါကျတော့ အရန်အရန်လည်းရိုက်ချင်သွားတယ်ပြီးတဲ့အခါကျတော့ဒီ adder 3ယောက်နဲ့ရလဲကျွန်တော်တို့စုံပြီးတော့ရိုက်ရမှာဖြစ်တော့လေအရန်လည်းစိတ်လည်းဝင်စားတာဖြစ်တော့ကျွန်တော်ကလည်းအင်းအဲ့ဆိုလည်းရိုက်မယ်ပေါ့နော်ဟို super ri ပေါင်းလိုက်တယ်ဆိုတာအထက်ကမှဒီ value chain တူတယ်ပြီးတော့စ조사အထောက်မှုချင်းရတယ်တယောက်ထက်တယောက်ကဘယ်သူမှမလျော့ကြအောင်အဲ့ဒါဆိုတော့ဒီလူတွေအားလုံးရဲ့조사မှုတွေအားလုံးစုံသွားတဲ့စုံမှတ်ကြော်ညာလေးလို့ပြောလို့ရပါတယ်ဟုတ်တခြားအပိုင်းတွေကမစိုးရဲဘူးကျွန်တော်လုပ်တဲ့ဒီကြော်ညာကတွေးထားတဲ့အတိုင်းကို တခုခုလွဲချော်နေမှာမဖြစ်မှာပဲကျွန်တော်စိုးရိမ်နေတယ်။ဘာလို့လဲဆိုတော့တွေးထားတဲ့ဟာဆိုလို့ရှိရင်တော့ဒီလိုတွေးထားတယ်ဆိုလို့ရှိရင်ဒါကပေါက်ကိုပေါက်မယ်ဆိုတော့ကျွန်တော်ယုံကြည်ပြီးသားဖြစ်တယ်။အဲ့တော့ဒီဟာကိုဖြစ်မြောက်အောင်ကိုယ်တိုင်တယောက်လည်းလုပ်လို့မရဘူး။အဲ့တော့ကျွန်တော်တို့ဒီ team member တွေတယောက်ချင်းစီရဲ့စူးစမ်းအားထုတ်မှုနဲ့ပြီးရင်ဒီခေါင်းတွေပေါ့နော်။အဲ key crew တွေဟိုမှဒီခေါင်းတွေအားလုံးရဲ့စူးစမ်းအားထုတ်မှုနဲ့အတူတူပေါင်းပြီးတော့မှဒီ အဲရွှေဆိုင်ပိုင်ရှင်ဆိုလဲပိုင်ရှင်ပေါ့နော်ပိုင်ရှင်ရဲ့ဒါပါမရှင်အရာရော support ပေးမှုရောအဲ့ဒါတွေအကုန်လုံးပေါင်းစပ်မှသာလင်းဒါလုတ်ပိုင်ခွင့်ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကြိုးစားမှုကိုအဲ့တော့မှမှပို့ပြီးတော့မှချက်လုံးပေါ်လို့ရတာပေါ့အဲ့ဒါဆိုတော့ကျွန်တော်အနေနဲ့ကတော့ကိုယ်လုံးချင်တဲ့အရာကို100%အဲ့လိုလုတ်ခွင့်မရမှာပဲကျွန်တော်ကတော့စိုးရိမ်တာဟုတ်ပြောမယ်ဆိုလို့ရှင်ကအမှုပညာနဲ့ ီအနုပညာရောအတက်ပညာရောပြီးတဲ့အခါကျတော့ဒီစီဝါရေးအရာရောအားလုံးကပေါင်းဆက်ပြီးတော့မှအတူတူ balance ညီညီသွားမှပဲဒီထောက်ကုံတစ်ခုကပေါက်တာပေါ့နော်ဟိုရွှေဆိုတဲ့အရာကကျွန်တော်တို့ကလူငယ်တွေဆိုလို့ရှိရင်လည်းဝယ်လိုက်လို့ရှိရင်ဟာဒါရွှေဆိုလူကြီးတွေပဲဝယ်တာအမေတို့အမေတို့ဝယ်ပြီးတော့မှဒါဝယ်ကြတာတော့အဲ့လိုမျိုးထင်ကြတယ်အမှန်ကရွှေဆိုရဲဟာလေဒါလူတိုင်းเนี่ยသက်ဆိုင်နေပြီးလို့ရှိရင်အဲကိုက ဒီဇိုင်းကကိုကြိုက်တဲ့ဟာကိုကိုကဟိုရှိတယ်ရတယ်ဆိုလို့ရှိရင်လေဒါကိုကဝစ်စင်ထားလို့ရတယ်ရတယ်လို့ဒါအချိန်မရွေးလဲဒါဟိုမရှိဝိုင်းစားရှိတယ်သာပဲလေအဲ့ဒါဆိုတော့ဒါဒီရွှေလေးစုဆောင်းတာတွေပြီးလို့ရှိရင်ရွှေဒီဇိုင်းကိုဖက်ရှင်ကြကြဝစ်စင်တာတွေရတယ်ဒါခစ်ရည်စည်းကြောင်းအရာဆိုလို့ရှိရင်လေလူငယ်တွေနေနဲ့လေဒါတော်တော်ထရမ့်ဖြစ်တဲ့ဟာလို့ကျွန်တော်ကတော့မြင်သွားတယ်တင်မယ်ပေါ့နော်မနေ့9နာရီတင်မယ်ဆိုပြီးတော့မှကျွန်တော်တို့တည်ထားတယ် တီတာတော့ထုံးစံတိုင်းကျွန်တော်ကတော့အရင်ကြီးတော့စစောမနိုးဘူးအဲ9နာရီလောက်မှကျွန်တော်လည်းအာနိုးတဲ့အခါကျတော့ဖုန်းဝင်လာနှစနှစနှစဟာဘာနှစလဲဟော ရောင်းကောင်းနေကောင်းမြတ်ကြီးကျေသူတင်ပါတယ်ဘာညာဆိုပြီးတော့အဲ့လိုမျိုးကလမ်းပြောတယ်ပေါ့နော်လမ်းပြောတဲ့အခါကျဟာတော်ဝမ်းသာပါတယ်ပျော်ပါတယ်ပြီးတဲ့အခါကျတော့အဓိကတော့ဟိုကိုလှုပ်ထားတဲ့အရာလေးကကိုလှုပ်ထားတယ်ဆိုတာဟိုကျွန်တော်တယောက်တည်းမဟုတ်ဘူးကိုရီအားလုံးလှုပ်ထားတဲ့အရာလေးက တကယ်ကိုအရာရောက်ပါလားဆိုတဲ့ဟာလေးကိုပို့ပြီးတော့လည်းအိမ်မှာခံစားရတယ်အဲ့ဒါနဲ့ဟာပျော်ပြီးတော့မှအဖွဲတွေလည်းအကုန်ပျော်ကြတာပေါ့ပျော်ပြီးတော့ပျော်နေလေကြဖုန်းတက်ဆက်လာသုံးစသုံးစအာဝမ်းသာတယ်ဗျာလို့ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးပေါ့ဟိုအဓိကကလည်းကိုယ့်ရဲ့ရည်ရွယ်ချက်လေးကလည်းဒီအတွက်ကိုလည်းအဓိကလည်းပါတာဟုတ်အဲ့ဒါဆိုတော့ဒီလိုမျိုးအပြင်ဟိုရင်းနှီးထားတဲ့ပမာဏဟိုကအမြန်ဆုံးသူတို့လည်းပြန်ပြီးတော့မှရတယ်လောက်ခွင့်အဲအပြစ်ပေးထားသလိုမျို ီရာထက်ပို့ပြီးတော့မှတာလွန်တဲ့အကျိုးအမြတ်ကိုလည်းဒီရာပိုင်ရှင်တွေကရတဲ့အတွက်လည်းကျွန်တော်လည်းဝမ်းသာပါတယ်ဟုတ်ဟုတ်ကဲ့ပြောလို့ရပါတယ်ဗျဒီမှာအဲခုနပြောသလိုဒီအဝတ်အစားပိုင်းတွေရွှေတဲ့ပစ္စည်းတွေပြီးလို့ရှိရင်အတန်တွေလည်းမဟုတ်ပဲね production design ရောပဲပေါ့နော် production design မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ structure ဘိုင်းကအဲ production designer တသက်အဲပြီးလို့ရှိရင်ဒီအထဲမှာပစ္စည်း detail လေးတွေအတွက်ကိုကเออနောက်ထပ် production designer တက်တက်ပေါ့အဲ့လိုမျိုးပေါင်းပြီးတော့မှလောက်ကြတာပေါ့เนาะဒီ structure by setting နဲ့ဒီ flame ရဲ့ frame ထဲမှာရှိမယ် production design အတွက်ကဒါကွာခြားမှုရှိတော့အဲ့လိုမျိုးမတူညီတဲ့ profession တွေအားလုံးပေါင်းလိုက်တာဖြစ်တဲ့အတွက်ဒီရုပ်ပိုင်းကလည်းပို့ပြီးတော့မှကြွားသွားတယ်ဟို solo channel ကကျွန်တော်အဝတ်အစားနဲ့လူကဒဲကြီးအလဲမှာအများနဲ့လှနေလို့ရှိရင်ဆွဲဆောင်မှုကနေတယ်အဲ့တော့အပြင်ကဒီနောက်ခံနေ foreground background layer light ကိုကျွန်တော်တို့ကเออဘယ်လိုမျိုးကောင်းအောင်လို့ production design ကိုတွားမလဲအဲ့ production design နဲ့ဒီလူတွေရဲ့ acting ကိုပို့ကြွသွားအောင် light in နဲ့ camera movement ကဘယ်လိုသွားမလဲဆိုတော့ကျွန်တော် DOP နဲ့လည်းအဲတိုင်မြင်တည်တည်ချာချာလေးတိုင်မြင်ရတာပေါ့နော်ကိုကြီးရဲ့ design မှာကသူကအဲအယောင်လေးတွေပါတယ်အဲ့အယောင်လေးတွေနဲ့အနောက်က background တွေက harmony ဖြစ်ဖို့ပို့ပြီးတော့မှဒီလူကပို့ကြွဖို့လူပဲကြွရမှာမဟုတ်အဓိကကျွန်တော်တို့ရဲ့ဒီရွှေတဲ့ပစ္စည်းတွေကပို့ပြီးတော့မှကြွနေဖို့အဲအဲ့ဟာလေးတွေကိုကျွန်တော်တို့က lighting ရယ် pressure design ရယ်အဝတ်အစားတွေရယ်ချိန်ပြီးတော့မှကျွန်တော် camera work ကိုတိုင်မြင်ပြခဲ့ပါတယ်ဟုတ်ဒီမက်ဝဲရောမမိုးရော အဲခေယောကိုကိုကြီးကတော့ကိုမင်းသက်ဆန်ကတော့ဒီအဝိအစားပိုင်းရောပြီးတော့ဒီရွှေတွေတွေဆိုလဲသူကဒီတေးစီကွက်နေပါသူကတေချာကိုဒီတေးသူကလောက်တာပေါ့နော်အမှန်ကကျွန်တော်တို့ဒီလိုမျိုးလုပ်မယ်ဆိုရင်အချိန်ကတော်တော်ယူရတယ်ကျွန်တော် production မစခင် pre production ဆိုကျွန်တော်တို့တလားလောက်ပဲအချိန်ကရလိုက်တာဆိုတော့လေအဲ့ကြားထဲမှာအကိုကြီးဆိုလို့ရှိရင်လည်းသူ sequence တွေကိုသူတို့ team နဲ့ပေါ့နော်အဲ့ဒီအပိုင်းကတော့ဒီ comment section နဲ့သူ့ရဲ့ team နဲ့က တညာလုံးအဲ့လိုမျိုးနေတိုင်းနေတိုင်းနေတိုင်းအဲ့လိုမျိုးလုံမှာပဲဒါတွေကအဲ့လိုထွက်လာတာပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်တို့မှာလွဲလို့မရအောင်ဘယ်သူမှဘာမှလွဲလို့မရအောင်အခုတော့ကိုယ်ပိုင်းတဲ့ကိုယ်နေရအားလုံးကကွက်တိချေးရမယ်လုံးဝအောင်မတ်အောင်မတ်ထက်ကြော်နေရမယ်လုံးဝဂုံနူးထွက်နေမှာပဲဒါအတူတူတွဲတဲ့အခါမှာလုံးဝ match ဖြစ်မှာပေါ့နော်တယောက်နဲ့တယောက်နဲ့ကခါရိုက်တာလုံးဝမတူတာဖြစ်တဲ့အတွက်ဒါတယောက်နဲ့တယောက်မထက်နေဘူးအဲ့တော့ဆိုတော့မတူညီတဲ့ဟာကိုကိုယ့်ရဲ့ character အတိုင်းကိုကျွန်တော်ကစီမျောဖို့အတွက်ကိုပြောပြတဲ့ ပြီးတဲ့အခါကျတော့အကိုကြီးကလည်းဒီ make up တွေပါတွေဆိုလို့ရှိရင်လည်း test တွေသွားလုပ်ပြီးတော့မှအဲဘယ်သူဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောတယ်ဒီ၃ character ကို like ဖတ်မယ်လေနောက်ဆုံး eyeliner အစသူတို့တစ်ဖက်တစ်ယောက်ပြီးသူတို့အဲ့လိုဆွဲကြည့်တယ်တုပ်ကြည့်တယ်ဘယ်ဟာဆိုရင်တော့ဒီ character ကိုပိုကိုစားပြုတယ်အဲ့လိုမျိုးပေါ့ပြောမယ်ဆိုရင်တော့အဲ့လို detail သွားတာတွေကတော့အများကြီးပဲအဲ့လို detail တွေကျွန်တော်တို့အစစ်စစ်အစစ်စစ်လုပ်ပြီးတော့မှဒါနောက်ဆုံးကြတော့မှဒါ character ဆိုပြီးတော့မှ ရုံလုံးပေါ်လာတာပေါ့နော်အဲ့အရာတွေကလည်းအားလုံးရဲ့ဒီစိတ်ကူးထဲမှာရှိတဲ့ character 3ယောက်ဖြစ်ခဲ့တာပေါ့ဟုတ်အဲဟုတ်ကဲ့ပြောလို့ရပါတယ်ကျွန်တော်ကတော့ဒီကိုလှုပ်ထားတဲ့ဟာမှာကိုကိုရိုင်းနံပါတ်1ကြိုက်ပြီးပြီးလို့ရှိရင်ကအဲ client လည်း happy ဖြစ်တယ်ပြီးလို့ရှိရင်ကရောင်းအားလည်းထပ်ပြီးတော့မှအဲ့လိုတက်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အတွက်ကဒီ3ချက်နဲ့တင်ဂုံနူးထွက်နေပါပြီဟုတ်ကဲ့အဲမင်းသမီး3ယောက်နဲ့ကတော့ကျွန်တော်မတ်ဥဝဲနဲ့ကလည်းကျွန်တော်ကြောင်ညာလေးပါအရင်ကတည်းကစုံဘူးတယ်အဲမမိုးနဲ့လည်းကျွန်တော်ကြောင်ညာလေးမှာ ส่งมู้เลยป่ะเนาะเจตนาใจจอญาดิไอ้นี่มาส่งมู้เลยอคีเนี่ยก็ดาปฐมมาซုံးมั้ยอคีเนี่ยก็ไม่ส่งอุเรมูเนี่ยไปส่งเจาะอุเรมูอภิเนี่ยก็ส่งเลยตัวก็ย้อนนี่เนี่ยก็อะคู่มาเว้ยจนเราส่งเจ็ดตาว่ะเนาะเอ่อดีแมอุเว้ยโหแมโมโหจ้าก็เอ่ออย่างอ่ะမြင်ဘူးတဲ့ပုံစံလိုမျိုးလေးတွေနဲ့ကိုလေကျွန်တော်ကကွဲထွက်ခြင်းတလို့မျိုးအရင်ကသူတို့ရဲ့ character လေးတွေကိုလေအရင်မပြောက်ပလိုက်ခြင်းအဲ့တော့ဆိုတော့တချို့ အဲဒီ short လေးတွေမှာဆိုရင်တော့ဘောဝဲဒီလိုမျိုးလေးလုတ်ပေးပါတိုင်းနေနာမှာဒီလိုလုတ်ပေးပါဆိုတော့အမကလည်းလုတ်ပေးတယ်အဲမမိုးဆိုလို့ရှိရင်လည်းဟိုလိုချင်တဲ့ပုံစံလေးတွေကွက်တီပေါ့နော်ခေးဆိုလည်းအများကြီးစူးစမ်းပေးတယ်အဲ့တော့ဒီကတော့သူတို့ရဲ့ profession ကိုတည်တည်ချာချာလေးလုတ်ပေးဒါဖြစ်တဲ့အတွက်ကိုကလုပ်ချင်တဲ့ဟာလေးကို director တယောက်အနေနဲ့တရားရှင်းပြပေးနိုင်နေဆိုလို့ရှင်ဒါအဆင်ပြေပါတယ်ဗျဟုတ် fashion ပုံစံမျိုးစုံကိုလည်းပြထားတာဖြစ်တဲ့အတွက်ဒီဟာလေးတွေက အဲကြီးလိုက်တနဲ့ကိုကိုတိုင်းလဲဝိရင်ဒီလိုမျိုးလေးဖြစ်နေမှာပဲဆိုတော့ကြောက်ရွံ့မှုလေးခံစားမှုမျိုးလေးပေါ့เนาะအဲ့ဒါလေးကိုပါအဲရသွားမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့အတွက်လဲဒါကြီးတဲ့ပြဿနာတွေအနေနဲ့ကဒီကြော်ညာလေးကိုကြိုက်ပြီးတော့မှကိုယ်တိုင်းလည်းအဲ့လိုမလို့ချက်ချင်းသွားဝင်ကြရတယ်ထင်ပါတယ်ဟုတ်ဒါရိုက်ရှင်ကိုပဲ follow လုပ်ပြီးတော့မှသွားကြတယ်အဲလောက်ကင်ပေးကြတယ်တေုပ်ဆောင်ပေးကြတာဖြစ်တဲ့အတွက် တော့ကျွန်တော်ထင်တာသူတို့ကလည်းတကယ်ယတနာတွေကိုလည်းဒီရွှေတွေကိုလည်းသူတို့ကြိုက်တယ်ထင်တယ်အဲ့ဟာဝက်လိုက်တဲ့အချိန်မှာလုံးဝလေ confidence ကအပြည့်ဖြစ်သွားပြီးတော့မှသူတို့ကိုသူတို့လည်းအရန်ကိုလှနေပြီဆိုတော့ခံစားချက်ကိုပေးတယ်တကယ်လည်းလှတယ်လှတဲ့အပေါ်မှာမှထပ်ပြီးတော့သူတို့ရဲ့ဒီ confidence level တခုပါထပ်ပြီးတော့အပေါ်ကနေလေယာတခုလိုဖြစ်သွားတော့လေရိုက်ရတဲ့ဟာကျွန်တော်တို့ကရိုက်နေရင်းနဲ့ monitor ထဲမှာနေအမိုက်နေပြီတေးချပြီဆိုတော့အဲ့လိုမျိုးဖြစ်တာပေါ့ဟုတ်အဲဝက်လိုက်တဲ့အခါမှာဘလောက်တောင်မှမဟုတ်ဝဲဝက်ထားတာအဲ့လိုမျိုး တင့်တယ်နေလဲအဲမမိုးဝက်ထားတာဘယ်တော့တော့မှအဲ့လိုလိုက်ဖက်နေလဲခေးနဲ့ဆိုလို့ရှိရင်လူငယ်စံဘယ်တော့လိုက်လဲအဲ့လေးတွေကသူတို့ကအဲ့ဒီဟာလေးကိုတကယ်ရသွားတဲ့အခါကျတော့ဂုံယူရတယ်ပေါ့နော်ကြည့်တဲ့အခါမှာလေဩဒါဝစ်ပြတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအတရီကိုယ်တိုင်ဟောတာဝစ်ပြလိုက်ပြီးတော့မှကြောင်ကြောင်မလို့လုတ်ပြတာမဟုတ်ဘဲနဲ့တကယ်သူတို့မျက်နှိုးလို့တံမိုးထားလို့ဝစ်တယ်ဆိုတဲ့ခံစားချက်တခုကဒီကြောင်ကြောင်မှာပေါ်တာပေါ့နော်ဟုတ် ဟုတ်ကျွန်တော်ကတော့ဒီတစ်ခုကိုအဲတည်တည်ချာချာလေးလောက်ခွင့်ရတဲ့အတွက်တကယ်လည်းကျေးဇူးတင်တယ်အဓိကကတော့ကိုယ့်စီကိုလာပြီးတော့မှဟိုအပ်တဲ့အချိန်မှာလောက်တဲ့အချိန်မှာကျွန်တော်ဘက်ကလည်းအချိန်တစ်ခုပေးပြီးတော့မှလေးလာရတယ်စ조사ရတယ်ပြီးရဒိမန်ပါတွေအဖွဲ့အစည်းနဲ့အားလုံးပေါင်းပြီးတော့မှလောက်ရတာဖြစ်တဲ့အတွက်ကတော်တော်လေးပြင်ပန်းတယ်လို့မျိုးနောက်ဆုံးဒီလို reset ကောင်းကောင်းရတဲ့အခါမှာကျွန်တော်တို့ကတော့ဝမ်းတာတယ်အဲ့တော့အဲနောက်ဘာလာမလဲဆိုတာထက်လာတဲ့ဟာကိုတော့ကျွန်တော်အကောင်းဆုံးလုပ်ပေးဖို့အစဉ်သင့်ပါပဲ ဟုတ်အဲရွှေချမ်းကြော်ညာလေးကိုအခုလိုမျိုးအားပေးကြတဲ့အတွက်ကြိုက်နှစ်သက်ကြတဲ့အတွက်အဲကျေးဇူးအများကြီးတင်ပါတယ်အဲတေယုတ်ဆောင်နေနဲ့အတူတူကျွန်တော်တို့အားလုံးတညီတညွတ်တဲ့စူးစမ်းထားကြတဲ့ကြော်ညာဖြစ်တာကြောင့်မလို့အခုလို result လေးကိုရရှိပြီးတော့မှအဲပရိသတ်တွေကလည်းတကယ်ကိုကြိုက်နှစ်သက်တယ်ပြီးလို့ရှိရင်ကဒီရွှေချမ်းရွှေဆိုင်မှာလည်းဝယ်ယူအားပေးကြတာကိုကြားရတဲ့အတွက်လည်းအရင်ဝမ်းသာပါတယ်နောက်ထပ်ထပ်ပြီးတော့လည်းအဲရွှေချမ်းကြော်ညာလေးထပ်ပြီးတော့အားပေးကြပါအောင်လို့ဟုတ်ကဲ့